အလုံးမမင်းလာပါကျမကတော့ကလေးတကုဆရာဝန်ဒေါက်တာစုဝင်းလင်းဖြစ်ပါတယ်အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ပုံမှန်ကောက်ွယ်ဈေးတို့စီမံချက်မှာဆိုလို့ရှိရင်မပါတဲ့အပိုထက်ဆောင်ကောက်ွယ်ဈေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ပုံမှန်ကာကွယ်ဆေးတို့စီမံချက်တွေမှာပါဝင်တယ်ကာကွယ်ဆေးတွေကကြတော့ TB ရောဂါတွေနောက်ပြီးတော့အသေးရောင်သက်ဝါဘီရောဂါနောက်ပြီးတော့ပြင်းထန်ဝမ်းပြောင်းဝမ်းလျှော်တွေနောက်ပိုလီယိုရောဂါတွေပေါ့နော်ဝက်သက်တော့ပြီးလို့ရှိရင်ခြိုက်တိုးတို့အဲလူရှင်ကငါးမျိုးဆက်ကာကွယ်ဆေးပေါ့နော်ဒီလိုဟာမျိုးတွေပေါ့နော်စသဖြင့်ပေါ့နော်ဒါလေးတွေဒီကာကွယ်ဆေးလေးတွေပုံမှန်ထိုးပေးရပေါ့နော်ဒါပေမဲ့အခု ြောမဲ့အကြောင်းအရာလေးကတော့ကြာတော့ဒီကာကွယ်ဆေးမှာပေါ့နော်မပါတဲ့အဖို့ထက်ဆောင်ကာကွယ်ဆေးဖြစ်ပါတယ်ဒီကာကွယ်ဆေးကကြာတော့ပေါ့နော်အဲဒီကာကွယ်ဆေးတွေကကြာတော့သူကဟိုပါပေါ့နော်ဆေးရုံတရောက်မှုနှုံးကြီးရောဂါဖြစ်ပွားမှုနှုံးကြီးကိုလည်းကာကွယ်ပေးရထွက်ကြမလို့ထိရောက်တဲ့အတွက်ကြောင့်မလို့အထိုးတင်တယ်ပေါ့နော်ဒါပေမဲ့100%လုံးကရန်လုံးပြီးကာကွယ်မယ်လို့တော့အာမမခံဘူးပေါ့နော်ပထမအကြောင်းဆုံးပြောမယ်ကာကွယ်ဆေးကကြာတော့အဲရေကြောက်ယောဂါကာကွယ်ဆေးပေါ့နော် very very cellular vaccine လို့ခေါ်တယ် ွားကြောက်ထိုးမဲ့ဆိုလို့ရှိရင်အသက်တစ်နှစ်အထက်ကနေပြောမှာစပြီးတော့ထိုးနှံနိုင်နေပေါ့เนาะအဲနောက်တစ်ချိန်ကိုကြာတော့အသက်၄နှစ်ကနေ၆နှစ်မှာဆိုလို့ရှိရင်နောက်တစ်ချိန်ထိုးရတယ်ပေါ့เนาะတကယ်လို့အသက်9နှစ်အထက်မှာစပြီးတော့ထိုးမယ်ဆိုလို့ရှိရင်တော့နောက်တစ်ချိန်ကို၃လချပြီးတော့မှနောက်တစ်ချိန်မှာနောက်တစ်ချိန်ကိုထိုးရတယ်ပေါ့เนาะနောက်ကာကွယ်ဆေးတစ်မျိုးကကြာတော့အသေးရောက်အသက်ဝအင်းကာကွယ်ဆေးဖြစ်ပါတယ် သူကလည်းအသက်တစ်နှစ်အထက်မှာစပြီးတော့ထိုးနှက်နိုင်တယ်နောက်တစ်ကြိမ်ကိုကြတော့အဲ6လချပြီးတော့နောက်တစ်ကြိမ်ကိုထိုးရတယ်ပေါ့နော်နောက်ကာကွယ်ဆေးတစ်မျိုးอ่ะကြတော့ယာစီတုပ်ကွေကာကွယ်ဆေးပေါ့เนาะသူကကြတော့အသက်6လအထက်ကနေတော့မှစပြီးတော့ထိုးလို့ရတယ်9နှစ်အောက်ကလေးတွေမှာထိုးမယ်ဆိုလို့ရှိရင်တော့သူကနောက်တစ်ချိန်ပေါ့เนาะအဲတလချပြီးတော့နောက်တစ်ချိန်ထပ်ပြီးတော့နှစ်ခေါက်ထိုးရတယ်ပေါ့เนาะ9နှစ်အထက်ကလေးတွေထိုးမယ်ဆိုလို့ရှိရင်တော့တစ်ချိန်ပဲထိုးရင်ရတယ် နောက်နှစ်တိမ်မှာဆိုလို့ရှိရင်တော့နှစ်စဉ်တစ်နှစ်တစ်ခါတော့ထိုးပေးရတယ်ပေါ့နော်။နောက်ကာကွယ်ဆေးတစ်မျိုးอ่ะကြာတော့သွေးလွန်တော့ကွေးကာကွယ်ဆေးပေါ့နော်။ကလူလောကကာကွယ်ဆေးကတော့နှစ်မျိုးရှိရယ်တန်ကဘောက်ဆီယာနဲ့ကူတန်ကာဆိုပြီးတော့ကာကွယ်ဆေးနှစ်မျိုးရှိရယ်ပေါ့နော်ဒီကာကွယ်ဆေးအကြောင်းတော့ပေါ့နော်ပြီးခဲ့တဲ့ဗီဒီယိုမှာတော့အသေးစိတ်ပြောပြပြီးသွားပြီးဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာအပြန်ပြီးတော့ကြည့်ရှုပေးလို့ရပါတယ် နောက်ကာကွယ်ဆေးတမျိုးကကြတော့အုံနှောက်အမေးပါရောင်ယောဂကာကွယ်ဆေးပေါ့နော်မလင်ကိုကောကဲဖက်ဆီနိုခေါ်တယ်သူကတော့အသက်၁၇နှစ်ကနေ၁၂နှစ်မှာပထမအဆုံးချိန်ထိုးရမယ်နောက်နောက်တစ်ချိန်ကိုကြတော့အသက်၁၆နှစ်မှာထပ်ပြီးတော့ထိုးရမယ်ပေါ့နော်နောက်ကာကွယ်ဆေးတမျိုးကကြတော့ဒီကိုဗစ်ကာကွယ်ဆေးပေါ့နော်ကိုကိုကိုဗစ်ကာကွယ်ဆေးကလဲဆိုလို့ရှိရင်လည်းအသက်၆လအထက်မှာစပြီးတော့ ထိုးဖို့အတွက်ညွှန်ကြားထားတယ်ပေါ့နော်အသက်12နှစ်အောက်ကလေးတွေဆိုလို့ရှိရင်တော့သူက Pfizer နဲ့ Moderna ဆိုပြီးတော့ဒီကောင်ွယ်ဆေးနှစ်မျိုးကိုထိုးလို့ရတယ်12နှစ်အထက်ပေါ့နော်12နှစ်အထက်ကလေးတွေဆိုလို့ရှိရင်တော့ဒီကောင်ွယ်ဆေးနှစ်မျိုးအပြင်ကိုနောက်နောက်ဆုံးပေါ့ကောင်ွယ်ဆေးဖြစ်တဲ့ Novavax vaccine ပေါ့နော်ဒီကောင်ွယ်ဆေးလည်းထပ်ပြီးတော့ထိုးနိုင်တယ်ပေါ့နော် နောက်ထပ်ကာကွယ်ဆေးတစ်မျိုးရှိသေးတယ်ပေါ့နော်။သူကကြတော့ဥယောင်ငန်းဖျားယောကကာကွယ်ဆေးပေါ့နော်။ဒီကာကွယ်ဆေးကကြတော့တောက်ဆေးနဲ့ထိုးဆေးဆိုပြီးတော့နှစ်မျိုးရှိတယ်။တောက်ဆေးဆိုလို့ရှိရင်ကြတော့သူကအသက်6နှစ်နဲ့6နှစ်အထက်မှာထိုးဟိုပါပေါ့နော်။တောက်လို့ရတယ်ပေါ့နော်။ထိုးတောက်မယ်ဆိုလို့ရှိရင်အဲတရက်ခြားပြီးတော့ပေါ့နော်။တစ်ခါတောက်လို့ရှိရင်တစ်လုံးတရက်ခြားပြီးတော့၃လုံးပေါ့နော်။စုစုပေါင်း၃လုံးပေါ့နော်။အဲတစ်ချိန်တောက်လို့ရှိရင်တော့တစ်လုံးပဲ။ အဲဆက်စုပေါင်း၃လုံးတောင်းရတယ်တရက်ချာပြီးတောင်းရတယ်နောက်ကွယ်ဟွာပေါ့နော်နောက်ထိုးစရာကြတော့အသက်နှစ်နှစ်နဲ့နှစ်နှစ်အထက်မှာစပြီးတော့ထိုးပြီးတော့အဲတစ်ချိန်မဲပေါ့နော်တစ်ချိန်မဲထိုးဖို့လိုအပ်တယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်အပိုထက်ဆောင်ကွယ်စည်းတွေပေါ့နော်အဲ့ဒီဆေးရုံဆေးကန်းလေးမှာဆိုလို့ရှိရင်အခကြေးငွေနဲ့ထိုးလို့ရတယ်ပေါ့နော်ဒီနေရာမှာပေါ့နော်ဟိုဒီလိုမျိုးဆေးတွေကိုထိုးမယ်ဆိုလို့ရှိရင်နော်ခလေးတွေရဲ့ ဟိုပါဘောနော်အသက်အရွယ်နဲ့ကလေးတွေရရှိမြင်ဆွဲယောဂာတွေနောက်ပြီးတော့သူတို့ရဲ့ထိုးရမယ့်အချိန်တွေနဲ့လိုက်ပြီးတော့ဘောနော်ကောက်ွယ်ဈေးထိုးရမယ့်အဲအချိန်တွေကကွဲပြားတဲ့အတွက်ကြောင့်မို့လို့ထိုးမယ်ဆိုလို့ရှိရင်နော်ဆရာဝန်နဲ့အဲဘာကောက်ွယ်ဈေးထိုးမယ်ဘလို့အချိန်မှာဘာကိုထိုးမယ်ဆိုတာတွေကိုအသေးစိတ်တိုင်ပင်သင့်တယ်ဘောနော် အဲ့ဒါကြောင့်မို့ဒီလိုမျိုးကောက်ွယ်စီထိုးမယ်ဆိုလို့ရှိရင်တော့ဆေးထိုးပြီးလို့ရှိရင်ဆေးရဲ့အဲ့ဒီ side effect တွေပေါ့နော်ဘေးဘက်ဆိုးကျိုးတွေကိုအဲလေ့ချာစောင့်ကြည့်ဖို့ရယ်နောက်ပြီးတဲ့အခါကျတော့ဒီအဲဆေးနဲ့ဓာတ်မတည့်ဖြစ်ဓာတ်မတည့်တာတွေပေါ့နော်ဒါတွေကြည့်ဖို့ရယ်နောက်ပြီးတော့ဆေးရဲ့အမျိုးအစားတွေအဲ quality ပေါ့နော်အရေအသွေးတွေနဲ့ဆေးတူလောင်ဖို့တွန်းလာပြီးဆေးရဲ့တူလောင်မှုစနစ်ပေါ့နော်ဒါတွေကိုသိချပြီးတော့ like ပြီးတော့စစ်ဆေးဖို့လိုရတယ်ပေါ့နော် ောက်ပြီးတော့ဒီဟွာပေါ့နော်ဒီကာဝယ်ဆေးကြီးထိုးတဲ့နေရာမှာပေါ့နော်အရင်ကြီးရဲ့တစ်ချက်ကဒီကာဝယ်ဆေးမှာဆိုရှင် inactivated vaccine နဲ့ live vaccine ဆိုပြီးတော့ရှိရပေါ့နော် live vaccine ကြီးထိုးတဲ့နေရာမှာ live vaccine ဆိုတာကကျွန်တော်ယောဂပိုးအရှင်ကိုယူပြီးတော့ထုတ်ထားတဲ့ကာဝယ်ဆေးပေါ့နော်ဒီလိုကာဝယ်ဆေးကိုပေါ့နော်အဲဟွာပေါ့နော်တရက်ထဲမှာနှလုံးပေါ့နော်အမျိုးအစားမတူတဲ့ဟာကိုနှလုံးကြပြိုင်နဲ့ထိုးထိုးလို့ရတယ်ဒီလိုမှမထိုးဆိုလို့ရှိရင် တစ်လုံးနဲ့တစ်လုံးကြားမှာဆိုလို့ရှိရင်အနည်းဆုံး၄ဘက်ချားရတယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီ inactivated vaccine ကိုခေါ်တယ်အဲ့ဒီကာကွယ်ဆေးပေါ့နော်သူကကြတော့အပိုးအသေးကနေထုတ်ထားတဲ့ကာကွယ်ဆေးဒီကာကွယ်ဆေးကိုထိုးမယ်ဆိုလို့ရှိရင်တော့ကြိုက်တဲ့အချိန်မှာကြိုက်တယ်လို့ထိုးပေးလို့ရတယ်ပေါ့နော်ဒီနေရာမှာအရင်ကြီးရဲ့အချက်တစ်ခုရှိသေးတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် live vaccine လို့ခေါ်တယ်အဲ့ဒီဟိုပါဘောနော်ပိုးရှင်ကနေထုတ်တယ်ကာကွယ်ဆေးအတွက်ကာကွယ်ဆေးထိုးမယ်ဆိုလို့ရှိရင်ဒီပုံမှန်ပေါ့နော်အဲ မူလာရှိရင်ဆိုရယောဂာတွေတာပေါ့နော်စတီရိုက်တောင်းနေရတယ်ခလေးတွေပေါ့နော်သူဒီလိုမျိုးတောင်းနေရတဲ့ခလေးတွေဆိုလို့ရှင်စတီရိုက်ကိုဒီကာဝယ်ဆေးကိုထိုးမယ်ဆိုလို့ရှင်နော်စတီရိုက်ကိုရက်ပြီးတော့တလားအကြာမှာပဲထိုးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အဲဒီလိုမျိုးကန်ဆာယောဂာဝင်တာခံစားနေရတဲ့ခလေးတွေဆိုလို့ရှင်နော်ဒီကာဝယ်ဆေးကိုပေါ့နော် light vaccine ပါတယ်ကာဝယ်ဆေးကိုထိုးမယ်ဆိုလို့ရှင်နော်ကာဒီကုစားမှုအပီးပေါ့နော်တစ်နှစ်အကြာတော့မှာပဲကာဝယ်ဆေးကိုထိုးလို့ရတယ်ပေါ့နော် ခလေးတွေကိုပေါ့နော်ဒီလိုမျိုးယောဂဗျာတွေကနေကင်းဝေးစေဖို့အတွက်ဒီအပိုထက်ဆောင်ကာကွယ်လေးတွေရဲ့အဟေးပါပုံကို အားလုံးပဲသိပြီးကြပြီးထင်ပါတယ်။ဘာကာကွယ်ဆေးတွေထိုးရမလဲဘယ်လိုထိုးရမလဲဆိုတဲ့အကြောင်းလဲပတ်သက်ပြီးတော့လည်းအားလုံးနားလည်ကြပြီးထင်ပါတယ်။ဒါကြောင့်မို့နောက်ထပ်လည်းခလေးတွေရဲ့ကျမရေးဘုံထူတာနဲ့ပတ်သက်ပြီးတော့အဲဗီဒီယိုလေးတွေကိုဆက်ပြီးတော့တင်ပြီးမှဖြစ်လို့ page ကိုလည်း like and follow လုပ်ထားလို့ရပါတယ်။ခလေးများအားလုံးကျမပြောရှင်တော့အနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။